ကဘာကျော် KFC ရဲ့နောက်ပိတ်ကတမိုင်းအကြောင်းအရကိုသိပါတလား။ Halan Sanders ဆိုတဲ့လူတရားဟာအသက်65နှစ်အရွယ်သူ့ဘဝကိုပြောင်းလဲခဲ့တဲ့သူ့ရဲ့ချက်ကျော်နေကိုလူတိုင်းကဆွေးလက်အောင်ဘယ်လိုဖန်တီးခဲ့တယ်လဲ။ဒီနေ့မှာတော့သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘဝဇာတ်ကြောင်းနဲ့ KFC ရဲ့စက်တင်မှုကိုပြောပြမှာပါ။ Season Knowledge Platform မှာကြိုဆိုပါတယ်။အောင်မြင်သူတွေရဲ့ဘဝဇာတ်ကြောင်းတွေနဲ့ဘဝကိုပုံမတိုးတက်စေမဲ့အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ် KFC ကိုတည်ထောင်သူဟာလန်ဆန်ဒရဲ့ဘဝဇာတ်ကြောင်းကိုပြောပြမှာပါသူကအသက်65နှစ်ကစပြီးကမ္ဘာကျော် KFC ကိုဘယ်လိုတည်ထောင်ခဲ့တယ်လဲဘယ်လိုစင်ကာပူတွေကိုရင်ဆိုင်ခဲ့ရတယ်လဲဆိုတာသိရှင်ကြမယ်လို့တော့ထင်ပါတယ်ဟလန်ဆန်နာက1890ခုနှစ်စက်တင်ဘာလ9ရက်နေ့အမေရိကန်ပြည်ထောင်စုအင်ဒီယားနာပြည်နယ်ဟန်နရီဘီမြို့လေးမှာဝေဖတ်ခဲ့ပါတယ်။သူဟာတမန်မိသားစုထဲမှာ ကြီးပြင်းခဲ့ပါတယ်1895ခုနှစ်သူ့အသက်9နှစ်အရွယ်မှာပဲဒုက္ခခံဆုံးမသွားခဲ့ပါတယ်ဒါကြောင့်သူမိခင်ဟာဆက်ချော့အလုံးလုပ်ကင်ပြီးမိသားစုကိုထောက်ပံ့ခဲ့ရပါတယ်အလက်ဆန်ဒါရဲ့ညီဘဝကအရန်ခက်ခဲခဲ့ပါတယ်သူ့အသက်9နှစ်ကတည်းကမိသားစုစားဝတ်နေရေးအတွက်ချက်ပြုတ်ကျွမွေးခဲ့ရပါတယ်ဒါဟာသူ့ရဲ့ချက်ပြုတ်ခြင်းရဲ့ခရီးအစပဲဖြစ်ပါတယ်သူမိခင်ကအလုပ်သွားနေစဉ်မှာညီနဲ့ညီမငယ်ကိုကြီးစုစောက်ချောက်ပြီးချက်ပြုတ်ကျွမွေး ွေဖို့တာဝန်ယူခဲ့ရတာပါဟာလန်ဆန်နာဟာအသက်73နှစ်အရွယ်မှာကျောင်းထွက်ပြီးအလုပ်မျိုးမျိုးလုပ်ခဲ့ပါတယ်သူရဲ့ပထမဆုံးအလုပ်ကနေရာလုတာအဖြစ်လုပ်ကင်ခဲ့ပြီးနောက်ပိုင်းမှာမြေသားဝန်ထမ်းအမခန့်အယောင်စီမှု တာယာအယောင်တမမိသက်တမစတဲ့အလုပ်တွေကိုလည်းလုပ်ခဲ့ပါသေးတယ်။အသက်၁၈နှစ်မှာတော့သူဟာအမေရိကန်စစ်တပ်ထက်ကိုဝင်ခဲ့ပြီးကျူဘာနိုင်ငံမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။1930ခုနှစ်မှာတော့ကီတက်ကီပြည်နယ်ကော်ဘဲမြို့မှာတက်စီဆိုင်လေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒီတက်စီဆိုင်က KFC ရဲ့အစပဲဖြစ်ပါတယ်။ဟာလန်ဆန်နိုက်ရဲ့ဘဝမှာအလုပ်အမျိုးမျိုးပြောင်းလဲလုပ်ကင်ခဲ့ပေမဲ့တစ်ခုမှမောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့လည်းသူဟာဘယ်တော့မှ ဆုံးမပေးခဲ့ပါဘူးပဲအလုပ်ပဲလုပ်လို့သူအဆုံးကုန်စူးစမ်းခဲ့ပါတယ် ဟာလန်ဆန်နာကတနစ်ကိုနိုင်ပေါင်းများစွာသူ့ရဲ့ကြက်ကြော်နီးကိုဆန်းသက်ခဲ့ပါတယ်။ဟင်ကအမွေးကြိုင်အမျိုးမျိုးကိုပုံဆက်ခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့ထင်ရှားတဲ့အမွေးကြိုင်7မျိုးနဲ့ဖိအားသုံးကြော်နီးကိုလည်းရရှိခဲ့ပါတယ်။ကြက်သားကိုဖိအားသုံးကြော်ရှင်ကထူးခြားတဲ့နီလန်ဖြစ်ပြီးယခုအချိန်ထိ KFC ရဲ့ရှုဝဲနီးပညာတစ်ခုအဖြစ်ရှိနေစေပါ။ဒီနီလန်ကကြက်သားကိုပုံမလေးမြဲစွာကြော်နိုင်ပြီးအသွင်ပိုင်းကဖွဖွေးအီးအီးရှိကအပြင်ပိုင်း င်ကကြွကြွလေးဖြစ်နေအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဟာလန်ဆန်ဒါရဲ့ကြက်ကြော်ဟာအရန်ကောင်းတဲ့အတွက်ဒူးဆိုင်လေးကဒေတာမှာနာမည်ကြီးလာခဲ့ပြီး1936ခုနှစ်မှာရူပီလာပွန်ကသူ့ကိုကီတက်ကီကာလိုနီဂုံထုကိုလည်းချီးမြှင့်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ကြက်ကြော်နည်းကိုအတိမတ်ပြုခဲ့တဲ့ပထမဆုံးအဆင့်ပဲဖြစ်ပါတယ်။ဟာလန်ဆန်ဒါရဲ့အောင်မြင်မှုရဲ့ဆိုးဝါးချက်တွေကတော့အရေးသွေးကိုဘယ်တော့မှဆော့မလုပ်ခဲ့တာပါ။သူ့မှာအဓိကစီးမြင်သုံးခုရှိ ပါတယ်သူဟာအရေးသွင်းတဲ့စက်သားတွေကိုသာရွေးချယ်ခဲ့ပြီးသူ့ရဲ့အမွေးကြိမ်အရသာတွေကို ဘယ်တော့မှ short မလုပ်ခဲ့ပါဘူးသူအေးတီတွေကိုလည်းအကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ပါတယ်သူစိန်ဟာအမြဲတမ်းစင်ကြယ်တန်ရှင်းနေအောင်လဲထိန်းသိမ်းခဲ့ပါတယ်ဒါအပြင် သူဟာလုပ်ငန်းခွင်မှာတည်ငြိမ်တဲ့ဝတ်စားစင်ရင်မှုနဲ့ပုံရိပ်ကိုလည်းဖန်တီးခဲ့ပါတယ်ဖြူဖြူပွဲပွဲ style ဝတ်ဆောင်မုတ်ဆိုင်နဲ့ lazy style ဝတ်ဆင်ပြီးအဲ့ဒီပုံရိပ်ဟာယနေ့အရှင်တိ KFC ရဲ့အမှတ်တံဆိပ်ဖြစ်ရှိနေစေပါ Harlan Sana ရဲ့ Lanky မှာကြီးမားတဲ့အခက်ခဲတွေလည်းရှိခဲ့ပါတယ်1956ခုနှစ်မှာ က်တဲ့လမ်းမကြီးအသေးတစ်ခုဖောက်လုပ်ခဲ့တဲ့အခါအလန်ဆန်ဒါရဲ့ဆိုင်ဟာလမ်းကြောင်းပြောင်းသွားခြင်းကြောင့်စီးပွားရေးဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်ဖက်ဒရယ်လမ်းမကြီးဟာသူ့ရဲ့ဆိုင်ရဲ့ခြံဝတ်ကိုမဖြတ်တော့တဲ့အတွက်အေးတေတွေလာရောက်မှု ရော့ကျသွားခဲ့ပြီးနောက်ဆုံးမှာတော့ဆိုင်ပိတ်လိုက်ရပါတယ်ဒါပေမဲ့လည်းဟာလန်ဆန်ဒါဟာဘယ်တော့မှအဆုံးမပြေခဲ့ပါဘူးသူ့ဆိုင်ပိတ်သွားရပေမဲ့သူ့ရဲ့ကြက်ကြော်နီးဟာသူ့အတွက်အပိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာသိခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ချက်ပြုံးကြီးကိုလည်းအသုံးပြု ခွင့်ပေးပြီးစီးပွားရေးလုပ်ငန်းအသစ်ကိုလည်းစတင်ဖို့ဆုံးဖြတ်ခဲ့ပါလေ။ Harlan Center ရဲ့စီးပွားရေးအမြင်မှာအဓိကသုံးချက်ရှိပါတယ်။အဲ့ဒါတွေကတော့ Harlan Center ကသူ့ရဲ့ကြက်ကြော်တွေကိုအမြဲတမ်းအလေးထားခဲ့ပါတယ်။သူပါ Fashion စနစ်ဖြစ်လဲလဲမမီနိုင်တဲ့စိုင်များနဲ့အရေးသွေးမမီတာတွေကိုငင်းပေခဲ့ပြီးအရေးသွေးမမီတဲ့ကြက်ကြော်တွေကိုစားတောက်သူများထံရောင်းချခဲ့တဲ့ဆိုရင်တန်ငွေတောင်းခဲ့ပါလေ။ Harlan Center ဟာအသက်65နှစ်အရွယ်မှာ KFC ကိုစတင်ခဲ့တာသူ့ရဲ့မလျှော့တဲ့ဇွဲက ကိုပြတ်တက်ခဲ့ပါတယ်သူဟာမိမိရဲ့အိမ်မက်ကိုအကောင့်သေးဖို့ဘယ်တော့မှ နောက်ကျတယ်ဆိုတာမရှိဘူးဆိုတာကိုတက်တည်ပြခဲ့ပါတယ်ဟာလန်ဆန်နာဟာသူ့ရဲ့ပုံရိပ်ကိုအမှတ်တရစိတ်အဖြစ်ဖန်တီးခဲ့ပါတယ်သူ့ရဲ့ Colonel Watson ဖြူမုတ်စိတ်အဖြူမျက်မှန်နဲ့ဖြူစင်တဲ့ပုံရိပ်က KFC ရဲ့ထင်ကရအမှတ်သားဖြစ်လာခဲ့ပါတယ်ဟာလန်ဆန်နာဟာအသက်65နှစ်အရွယ်မှာသူ့ရဲ့ရှေးရာတွေကိုရောင်းချခဲ့ပေမဲ့အသက်60အထိ KFC ရဲ့ကမ္ဘာလုံးဆိုင်ရာတာတမန်အဖြစ်ဆက်လက်တာဝန်ထမ်း ်းဆောင်ခဲ့ပါတယ်။သူဟာအမြဲတမ်းအလုပ်ကိုအရန်လှုပ်ရှင်တဲ့စိတ်ရှိပြီးဘယ်တော့မှငြင်းစားယူဖို့စဉ်းစားခဲ့တာမရှိပါဘူး။ဟာလန်ဆန်နာကသူ့ရဲ့အောင်မြင်မှုတွေရရှိလာတဲ့အခါကလေးတွေအတွက်အထူးဂရုစိုက်ခဲ့ပြီးကလေးစိတ်ယုံများနဲ့ပညာရေးဆိုင်ရာ bright အဖွဲ့အစည်းတွေကိုအဓိကထားပြီးလှူဒန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ကလေးတွေအတွက်အခွင့်အလမ်းတွေပုံမှန်ရရှိစေဖို့စည်ရင်နွန်ပါတဲ့ကလေးတွေအတွက်ပညာသင်ယူနိုင်ဖို့စာသင်ကျောင်းတွေလည်းဆောက်လုပ်ဖို့လည်းငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအ ပြင်တဘာဝဘေးရန်တွေကြာရောက်ရှင်တွေမှာလဲဟာလန်ဆန်တာဟာအလင်းအမြန်တုတ်ပြန်ကူညီပြီးဘေးတဲပြည်သူတွေအတွက်တုံးလို့တဲ့ပစ္စည်းတွေနဲ့ငွေကြေးတွေကိုလည်းလှူဒန်းခဲ့ပါတယ်။ဟာလန်ဆန်တာကလူမှုရေးလုပ်ငန်းတွေကိုမရမနာလှုပ်ဆောင်ခဲ့ပြီးသူချေရတဲ့ဇာတိပြည်နယ်နဲ့ကမ္ဘာသဝန်းကားလူတွေအတွက်ကူညီပံ့ပိုးခဲ့ပါတယ်။သူကိုယ်လင်တဲ့အခါသူပိုင်ဆိုင်မှုတွေရဲ့အများစုကိုပရိဟိတလုပ်ငန်းတွေအတွက်လှူဒန်းသွားဖို့ဖိတဲစီစဉ်ထားခဲ့ပါတယ်။ဟာလန်ဆန်တာဟာစီးပွားရေးလုပ်ငန်းရှင်တူဦးတာမကပဲလူသားချင်း ်းဆန္ဒမှုရှိတဲ့ပြည်သူလုံငန်းရှင်သူအဖြစ်အမှတ်ရရှိရှင်တယ်လို့အမည်ပြောခဲ့ပါတယ်။ပုံမှန်အဖြစ်သူ့ကို KFC ကြက်ကြော်တီထောင်သူအဖြစ်သာတည်ကြပေမဲ့သူ့ရဲ့လူမှုရေးလှုံ့ဆော်မှုတွေကတော့အမှန်တကယ်လေးစားထိတ်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။အဓိကအကြောင်းရင်းကတော့ရှိုးရဲ့ဟင်းကပ်အမွေးကြိုင်7မျိုးနဲ့ပေါင်းစပ်ထားတဲ့ဒီအရတာကအရှားပက်သူနဲ့မှမတူနိုင်တဲ့အရတာတစ်ခု ဖြစ်ပြီးကဘာသဝင်းကလူတွေက KFC ကို အမှတ်သားပြုမိတဲ့အရာတစ်ခုပါ။ဒီဟင်းကပ်အမွေးကြိုင်က ကြက်ကြော်နဲ့အစာအစာတောက်တွေကိုလည်းထူးခြားတဲ့အရာတာကိုပေးနိုင်ပါတယ်။နောက်တစ်ခုကတကပလုံးမှာတတမတ်တည်းရှိတဲ့အရေးတွေပါ။အမေရိကန်က KFC ဆိုင်ဖြစ်ဖြစ်အာရှက KFC ဆိုင်ဖြစ်ဖြစ်ကြက်ကြော်ကမူလအရာတာကို ထိမ့်သိမ်းထားပါတယ်။ဒါကြောင့်ဘယ်နိုင်ငံမှာပဲစားစား KFC ကြက်ကြော်ကတတမတ်တည်းရှိတဲ့အရေးတွေရှိနေတာကို စားသုံးသူတွေကယုံကြည်စိုက်ချလို့ရပါတယ်။နောက်တစ်ခုက KFC ရဲ့မီနူးဟာဒေတာအလိုက်ဖန်တီးမှုတွေရှိနေပါတယ်။ JFC ကိုနိုင်ငံအလိုက်ညှင်းမှုနဲ့ကဲ့ညီတဲ့တက်ကြော်တွေကိုလည်းဖန်တီးပါတယ် JFC ရဲ့လူကြိုက်များမှုရဲ့အကြောင်းရင်းနောက်တစ်ခုကအယတနဲ့အရေးသွေးဈေးနှုန်းနဲ့ထိတ်တန့်စွာပေးစွမ်းနိုင်မှုပါ JFC ကဈေးနှုန်းတင်တဲ့အစားအသောက်တွေဝယ်ဆောင်မှုတွေပေးနေတာကြောင့်လူတန်းစားအမျိုးမျိုးကလက်လန်းမိနိုင်ပါတယ် Holland Center ရဲ့ဘဝကနေတင်ယူနိုင်တဲ့အကြီးမားဆုံးသင်ခန်းစာတွေကတော့ဘယ်တော့မှအစိမ်းနားမကျပါဘူး Holland Center ဟာအသက်65နှစ်မှာ JFC ကိုဆက်တင်ခဲ့ သူရဲ့ဇွဲနဲ့ပန်းနဲ့စူးစမ်းမှုတွေကသူ့ကိုအောင်မြင်မှုစီပို့ဆောင်ခဲ့ပါတယ်။သူရဲ့အောင်မြင်မှုကဘယ်တော့မှအရှိန်နောက်မကျပါဘူးဆိုတာတက်တေပြခဲ့ပါတယ်။တကူကူကိုယုံကြည်အဆုံးထိမလျှော့တမ်းလုပ်ပါ။အရေးသွေးကိုအမြဲဦးစားပေးပါ။စံနမူနာအဖြစ်ထားနိုင်လောက်အောင်ကောင်းမွန်အောင်လုပ်ပါ။တင်းရဲ့ပုံရိပ်ကိုလည်းအလေးထားပါ။စိတ်သက်ကြစရာအရှိန်တွေမှာတော့ဟာလန်စန်တာဟာသူ့ရဲ့ဂျီမန်ရှစ်ကိုဆင်းမြစ်စွာဂင်ဆွေးထားခဲ့ပါတယ်။သူ့ရဲ့ပြည့်စုံမှုအတွက်စံတက်မှတ်ချက်က မြင်မှခဲ့ပြီးအဲ့ဒီရဲ့အရေးအတွေ့ကသူ့ကိုအောင်မြင်စေခဲ့တာပါဟာလန်ဆန်တာရဲ့စိတ်တန့်ကတော့အစင်မပြေတဲ့ခါဆက်လို့အခက်ခဲတွေ့တဲ့ခါကိုစူးစားဆိုတဲ့စိတ်သက်ပါ သူဟာတမန်လူတွေထက်ပိုပြီးအဆုံးပြေဖို့အကြောင်းပြချက်တွေရှိခဲ့ပေမဲ့တကယ်တမ်းတော့ဘယ်တော့မှလက်မလျှောက်ခဲ့ပါဘူးစားတော့ဆိုင်လုံလန်းစဉ်အစသူ့ရဲ့ဟင်းချက်နည်းကိုမြင်ပေခံရတာတွေမိလောင်မှုတွေစိတ်ပြဲစရာတွေအများကြီးကြားကဆင်းမြဲထားခဲ့တာပါ သူ့ရဲ့အဓိကစိတ်တဘောထားကတော့အာယုံစုစိတ်မှုပါ သူက အရေးတွေးချက်စင်းတာတွေကိုလည်းဘယ်တော့မှလက်မခံခဲ့ပါဘူးသူမှအရှာသူတွေကိုဆွဲဆောင်နိုင်ခဲ့ပြီးစိတ်လှုပ်ရှားစေတဲ့အစွမ်းရှိခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ကိုကိုကိုအမြဲတမ်းဂုဏ်ယူစွာယက်တည်ရမယ်လို့ညွှန်ကြည့်ခဲ့ပါတယ်ဟာလန်ဆလတ်ရဲ့ဘဝဇလတ်ဟာအလုံးအတွက်စိတ်ဓာတ်ခွန်အားယူစရာပါ သူဟာအသက်65နှစ်အရွယ်မှာသူ့ရဲ့တက်ကြွန်လေးကိုဆက်တင်ခဲ့ပြီး1952ခုနှစ်မှာတော့ GSC ရဲ့လုပ်ငန်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ဟာလန်ဆန်ဒါရဲ့ဘဝရဲ့အောင်မြင်မှုဆိုတာတက်ရွေ မဟုတ်ပါဘူးစနေလုံးသားရဲ့အရေးအသေးပဲဆိုတာတက်တည်ပြခဲ့ပါလေဟာလန်ဆန်နာကအရှုံးပေးမဲ့အစားကိုကိုကိုယုံကြည်မှုထားခဲ့ပြီးဒီမှန်းချက်ကိုအမြဲတမ်းထားခဲ့တာပါသူဟာဘယ်အခက်အခဲမျိုး ဖြစ်ဖြစ်ရင်ဆိုင်ခဲ့ပြီးဒီအောင်မြင်မှု အလုံးကအရှိန်အတွေဘယ်လောက်ဆူဆူဆက်လက်ကြိုးစားရင်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်တယ်ဆိုတဲ့ချက်ကိုတက်တည်ပြနေပါလေ KFC ရဲ့အနာဂတ်ဟာပြောင်းလဲနေတဲ့ကမ္ဘာနဲ့အတူပြောင်းလဲနေပေမဲ့ဟာလန်ဆန်နာရဲ့ဆိုးရဲဟင်းခတ်အမွေးကြိမ် နဲ့အမွေနှစ်ကတော့ရာစုနှစ်တဝက်ကျော်ကြာလူတွေရဲ့နှလုံးသားထဲမှာရှိနေခဲ့ပါတယ်။မိစေများအားလုံးကနေ့စဉ်ဘဝတွေမှာဟာလန်ဆန်တာရဲ့အဓိကသင်ခန်းစာဖြစ်တဲ့ယုံကြည်မှုဇွဲလုံးလအရေးတွင်းနဲ့မိတိအရှိမဆိုတိကိုလည်းစက်တင်ရတဲ့တတိနဲ့စတဲ့တန်ဖိုးတွေကိုလည်းကျင့်သုံးနိုင်ပါတယ်။